အချစ်ကလူနဲ့ကင်းလို့မရတော့အဲ့လေဟိုမောင်နှမချစ်တဲ့ချစ်ပဲလीနော်အာကျမ်းမာရေးချင်းတွေတော့ပြန်ကောင်းသွားပါပြီနှလုံးသွေးကြောနည်းနည်းကျင်းနေရတဲ့အဲ့သွေးတို့ကတော့မရှိတော့ဟောအဲ့လေးပဲရှိပါတော့ detox လုပ်နေရပေါ့နော် detox လုပ်ပြီးတော့အဲအစားအသောက်ကတော့နည်းနည်းရှောင်သင့်တာလေးရှောင်အစီအစိတ်နည်းနည်းစားတာနည်းရှောင်အောင်ပြီးသွားရင်နောက်တစ်ခုက gym လေးပဲပြန်ဆော့ ဒီပါဂူလာဆီယမပါเนาะဆီယမတော်သိန်းကြီးကကျွန်တော်အများနဲ့ပြနေကြဆီယမပါပဲအရန်လည်းသဘောကောင်းတယ်ဟိုသူပရာဟိတာကြီးလည်းအရန်လုပ်တယ်ပေါ့เนาะပြီးတော့နောက်တစ်ခုကသူနောက်ဆုံးညဘက်ကြီးဖြားနေတော့မှအဲ့လိုမျိုးဟိုတကူတကလာခုပေးဆီယမဆိုဟိုအဲ့အဲ့ဟိုပြင်လို့ရတယ်အဲ့ဟိုအဲ့ဟိုသူအဲ့အဲ့တော့ဆိုလို့ရှိရင်သူအဖေဟိုပါပေါ့เนาะဟိုအရေးပေါ်အခြေအနေတော့ရောက်နေတယ် အချိန်လေးမှာဆေးလိုက်ကုနေဆရာမအားရဟုတ်သူ့ပွဲလေးတက်ပြီးပါဆိုလာခဲ့ပြီးရောဒီမှာသွေးလဲစစ်လို့ရတယ်သွေးလဲစစ်လို့ရတယ်ပြီးတော့ကျွန်တော်ကသွေးလိုယောဂါရှိရောအဲသွေးလိုနဲ့နှလုံးချင်းနဲ့နှလုံးချင်းရှိရောနှလုံးချင်းနဲ့ဟာကြီးကျွန်တော်ဒီမှာလာပြပြတယ် ECG ပါလေဒီမှာအကုန်ရှိရပါတော့ပြီးတော့24 hour ဖွင့်တဲ့အတွက် ကျွန်တော်တက်တော်တော်ဆင်ပြေညဘက်အမောဖောက်တယ်ပါလေဆိုတော့ကျွန်တော်အဖေဟိုအမောဖောက်တယ်ဆိုလဲဆီယမလာကြည့်ပေးရဲ့အဲ့လိုမျိုးဆင်ဆင်ဟုတ်အာကျမရဲ့အချိန်တွေတော့ပြန်ကောင်းသွားပါပြီနှလုံးသွေးကြောနည်းနည်းကျင်းနေရတဲ့အဲ့သွေးတို့ကတော့မရှိတော့ဟုတ်အဲ့လေးပဲရှိရတာအာကျွန်တော် detox လုပ် detox လုပ်နေရပေါ့နော် detox လုပ်ပြီးတော့အဲအစားအသောက်ကတော့နည်းနည်းရှောင်တင်တာလေးရှောင်အစီအစိတ်နည်းနည်းစားတာနည်းရှောင်အောင်ပြီးတော့ရင် နောက်တစ်ခုက gym လေးပဲပြန်ဆော့ဟုတ်ဟုတ် ်ဝါလာအဲ့လိုတော့မဟုတ်ပါဘူးဗျာသူတို့ဝါလာဟုတ်ကဲ့ပါအဲ့ဒါလက်ရှိရောကိုဘာတွေအချင်းဂီတာနဲ့ပတ်သက်ပြီးရောဘာလေးဖန်တီးနေတာမျိုးရှိလဲပြောပြပါဟုတ်တချင်းကတော့ကျွန်တော်ဒီနာရသင်ကာလများဆိုတဲ့ album ကိုကျွန်တော်ကအဲတပုတ်ချင်းစီပေါ့နော်ရရင်ရသလိုမျိုးအခါတိုင်းတော့စဉ်းစားတာတစ်လတစ်ခါလောက်တစ်လတစ်ပုတ်လောက်ထွက်ဖို့စဉ်းစားတာဒါပေမဲ့ အာကိုရတဲ့ budget နဲ့ပြန်သုံးရမယ့် budget နဲ့ရှင်ပြီးတော့တခါကျရင်2လကြာမှ3လကြာမှ track ဖြစ်တယ်အခုလည်းကျွန်တော် collaboration ဆောင်းလေးကြီးလုပ်နေရယ်ဟုတ်တခြား artist တွေနဲ့ပေါ့နော်ဟုတ်ချင်းက9080စပုံစံလေးမှာမှာ disco 9080ပုံစံလေးပေါ့เนาะကျွန်တော်လည်းမဆိုကြာအဲ့ဒါ collab လုပ်ထားတာပါအဲနိုင်ငံခြားရောက်နေတဲ့တယောက် DJ တယောက်နဲ့ကျွန်တော်နဲ့အဲ့လို ဟုတ်တရှင်းနာမည်ကတဖက်သက်ချစ်ပေါ့အဲ့လိုလေးလောက်ထားလေးရှိရဟုတ်အဲ့လေးထွက်ဖို့ရှိရအဲ့လေးရတယ်ထူးခြားလေးဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ဒီနေ့တော့ဆွေးရမယ်တရှင်းပုံစံတိုင်းဖြစ်ပါအာဆွေးရမယ်တရှင်းမဟုတ်ကြာချစ်ရမယ်တရှင်းဘာကြောင့်မလို့ဒီလိုမျိုးအချစ်တရှင်းပုံစံမျိုးလေးဖြစ်ဖြစ်တာလေးပေါ့နော်ဟုတ်ဒီလိုပါပဲကျွန်တော်ကတော့ဟိုတချင်းရေးရဲ့လူဆိုတော့လေဟိုစိတ်ရမှုပိုင်ပါတယ်လို့မျိုးကိုရေးလိုက်တာဥမာရုပ်ရှင်တကားကြည့်လို့အဲရုပ်ရှင်ထဲမှာဟိုတကယ်ခံစားရတယ်ဆိုလဲ အဲ့အကြောင်းရေးပြသွားတယ်စာအုပ်ဖတ်လိုက်လို့စာအုပ်ထဲကအဲဒီအားလေးဒီအကြောင်းလေးကမိုက်တယ်ဆိုအဲ့အကြောင်းရေးပြသွားတယ်ပြီးတော့တော့ဒီအပိုင်းနေရဲကျွန်တော်တို့အပ်ထားတဲ့ခြားအစိုးရတွေအတွက်လည်းရေးပြရေးပြပြနေရဟုတ်ကဲ့အချက်ကလူနဲ့ကင်းလို့မရတော့အဲ့လေမောင်မောင်ချစ်တဲ့အချက်ပဲလीနော်ဟုတ်ကဲ့အမ်အဓိကတော့ဗျာဘယ်လိုပြောမလဲဟိုတချို့တချင်းအပ်တဲ့လူတွေဆိုလို့ရှိရင်တို့ကတို့စာသားတွေပါတယ် သူတို့ရဲ့ဒီစာသားလေးထည့်ပေးပါဒီစာသားလေးထည့်ပေးပါပါနော်အဲအဲ့ဒီဆိုသူတို့က reference ယူပြီးတော့အဲသူတို့နဲ့ live မဲ့အတန်ရယ်သူတို့ရဲ့ live မဲ့ music ရယ်ကိုကရေးပေးရတာဟုတ်ကဲ့ဟုတ်ဟုတ်တပတ်သက်ချစ်စွာအဲ့ဒီထဲမှာရေးထားတဲ့ပုံစံကတော့ဒီလိုပဲအဲ ဟိုကောမလေးတယောက်ကိုအဲ Facebook ကနေကြိုက်နေရပါတော့နော်အဲကြိုက်နေတော့ तू သူ့ရဲ့မီးစိမ်းလေးပျောက်သွားမှဟိုစိုးရိမ်နေအဲအဲ့လိုမျိုး तू ဖွင့်လဲမပြောရဲဟိုအဲအဲ့လိုပုံစံမျိုးလေးရေးတာပါပြောမယ်ဆိုလူငယ်တွေရဲ့ခံစားချက်လေးနဲ့ AI ကိုဖြစ်မှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟာအခုဒါမရှင်လေးက MV ထွက်မလားတော့ဘလို့အရင်ဟုတ် MV နဲ့တခါတည်းထွက်မှာပါဟုတ်ကိုယ်တိုင်တယောက်ဆောင်အဲ့လိုမဟုတ်ဘူးဗျဒီခါက animation လေးနဲ့တော့ဟုတ် animation ဟုတ်ကဲ့အဲ့တော့ဗာလေးကျူပြောထားရှင်လေးပေါ့တချင်းတင်းတွေအတွက်ဟုတ်အာတချင်းတစ်ကတော့ကျွန်တော်တို့အဲ့အဲကျွန်တော်တို့အဲ့ DJ ရဲ့ကျွန်တော်ရဲ့ animation လေးလုပ်ပြီးတော့မှ top ဖို့ရှိရအဲ့ကြောင့်မအဲ့ဒီနည်းနည်းပြင်ဆင်နည်းနည်းကြာနေပါဟုတ်အဲ့တော့ဒီနေ့ဒီမှာတော့ဒီမှာပဲအာဖြစ်ပါအဒီနေ့ထဲမှာပါအဲ့တော့ကိုကြီးဒါပြည့်ကြတဲ့အားလုံးကြတယ်ဒါလည်းဆောင်ပြီးပြောပြပါဦးဟုတ်ကဲ့ပါအမ်မကြခင်နှစ်သက်ရောက်တော့မှာဆိုနှစ်သက်မှာအားလုံးပဲဆက်ဆက်ရရအစီအမြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်